ဘက်ကနေတူ live view ဝင်နေကြတယ် print တက်ပြီးတော့ဒီကနေလေးကြောင်းဟာဝမ်းမင်းနေအဲ့ဒါအဟောင်းကြီးပါဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းမရှိတော့တဲ့မိဘနှစ်ယောက်ပေါ့နော်နံပါတ်1ပြီးတော့သူ့ကိုပြန်လို့ချင်ပါလေ မတို့ကဘာနဲ့ဘာပဲလုပ်လို့စိတ်ကစိတ်ခံစားချက်နဲ့လုပ်ရတယ်ဆိုတော့လေဥပမာဟိုစီမှာရှိတဲ့အကြောင်းအရာတွေကလည်းဒီခါတလေကြရင်မင်းနဲ့ဆရာလေးရှိတယ်မတို့ကဒီလိုအများနဲ့ပျော်နေတဲ့သူမှမဟုတ်တာလူတွေကတော့မြင်ရတာပေါ့အများနဲ့ပျော်နေတယ်ဒါပေမဲ့မတို့လည်းလူတွေကအားလုံးလူတွေရောက်တော့လေတော့လို့မဟုတ်ဘူးရှိတယ်ဗမာတစားတော်တယ်ဗမာရှိတာတစားရှိရင်အဲ့ဒီတယောက်ကိုဘလို့လို့ क्वे ခဲ့တယ်အဲ့အိမ်အောင်ဆိုတော့ တာဝန်တွေဟိုမှာထမ်းစင်တော့ဟိုမှာခမင်းခူချေရာတွေအဲမနေ့ကော်ဖီပြောပေးတာတွေဟိုကလုတ်ပေးအောင်ဒီကလုတ်ပေးအောင်ဆိုတော့ကိစ္စမျိုးတွေပေါ့နော်အဲ့ဒီကိစ္စမှာအမအဲ့ဒါတွေမလုတ်ချင်တော့မလုတ်ချင်တော့တဲ့အတွက်ပင်မနဲ့လုတ်ခံစားရတယ်အမတယောက်တည်းဆိုရင်အမဆယ်နိုင်မှထိုင်လဲထားမယ်အဲညောင်းနောက်ကျမှလည်းအိမ်အိမ်ပေါ့နော်အများကြီးပြောပြီးတော့ရံဖြစ်တဲ့ဟာမျိုးမဟုတ်ဘူးပေါ့ကျတော့အဲဒါတော့ဟိုပါပေါ့ ဘုရားဝိတ္တတစ်ခုကိုတည်ပြီးတော့အားလုံးနိုင်ပြီးလူကြတဲ့ကိစ္စပေါ့နော်အဲ့လိုပါမျိုးပါဇလန်အဲ့ဒါအမတို့ကတော့ဥပညာကဖြစ်တဲ့အတွက်ဇာအားလုံး professional လုပ်နေအဲ့ဒီအတွက်လည်းအမတို့ကငါတို့စီကိုနားတဲ့ character ကိုပြပြောင်းလုပ်ရမှာမပြပြင်းဘူးဆိုရင်အမတို့စကားထွက်လာတဲ့ခါကျရင်ဒါတွေကထောက်ခွက်ပြီးပြောစရာတွေရှိနေတယ်လေအဲ့ဒါကြောင့်တရုပ်ဆောင်ပုံကတော့ပေးချလုပ်ရတယ် ်အပြင်ကမက်ကီကကြာတော့တာတကယ်တကယ်တကယ်ဘူရင်မက်ကီကအဲဘာလဲပတ်စံတဲ့ချစ်ချင်းမြင့်တောင်ပုံစားပေးတယ်နော်ဟုတ်ကဲ့အားလုံးဒီတိုင်းပြည်ပြည်ဖြစ်တယ်တက်လာတယ်ကွာလက်ပါတော့ဟုတ်ပါဟောကြားတော့ပြောင်းအဲ့တော့ဘာကိုကွန်မန်ရလဲဘယ်လိုလဲကြည့်လိုက်လို့ဘယ်ပြည့်ပဲရှိတယ်ဟဲ့ကွန်မန်ရဘယ်လိုပြည့်ပဲရှိတယ်ဒီဟာကြီးကတရားကြာနေတယ်လို့ပြောတာပေါ့နော်မင်းသမီး လောက်တာမကြိုက်တာကလွယ်လို့မပါပါရန်ကောင်းနေရကြတဲ့ပါအောင်မယ်လေကောင်းနေစေလေအဲ့တော့ခန်းစားချက်ကလေးလေပြောပါအောင်ဒါခန်းစားချက်ကမရှိတော့ဘူးတက်ကြည့်ပါဦးတကယ်ဘူးမပြင်းဘူးပြင်ရတယ်ပြောပါဘောအဲ့ဒီတော့ကျတော့လေဟို ်ခုနကအမားကဘာနဲ့ဘာပဲလုပ်လို့စိတ်ကစိတ်ခံစားချက်နဲ့လုပ်ရတယ်ဆိုတော့လေအမကိုယ့်စီမှာရှိတဲ့အကြောင်းအရာတွေကလည်းဒီခါတလေကြရင်မင်းနဲ့ဆရာတွေရှိတယ်အမကဒီလိုအငြင်းနဲ့ပျော်နေတဲ့သူမှမဟုတ်တာလူတွေကတော့မြင်ရတာပေါ့အငြင်းနဲ့ပျော်နေတယ်ဒါပေမဲ့အမကလည်းလူတွေကအားလုံးကလူတွေရောက်တော့လေအမတို့မှာပြေလဲတာတွေရှိတယ်ပြေလဲတာတွေရှိတယ်မင်းနဲ့ဆရာတွေရှိတယ်ပေါက်ကလေးရှိအများကြီးရှိတာပေါ့နော်။ကြိုက်ကြတယ်အဲ့ဒီဟာတွေအကုန်လုံးပုံပြီး။အဲ၊ရမ်းပျော်တဲ့လူတယောက်ဖြစ်တဲ့ တရားတွေအဲ့လိုမြင်အောင်လို့ပြရတာပေါ့နော်အဲ့တော့တကယ်တကယ်အဲ့ဒါကမှတလင်ကြရင်ပြောလာတဲ့အခါကျရင်စိတ်ကခံစားချက်တွေပါလာရဲ့အဲ့လိုမျက်ရည်အရကြလာတာအဲ့ဒါကြောင့်နောက်ပိုင်းကျတော့အာဒီရတယ်ထင်တာပေါ့နော်ညာအပူဒီမောဒါတွေကတဲ့မလားလုတ်ပြနေတာလားအဲ့ဒါအဲ့လိုမျိုးတိတ်ပြောလာကြတော့ တော့အဲ့ခါကြောက်ချက်ကိုထုတ်မပြဘူးပျော်ပဲနေပျော်ပဲနေပြန်တော့လေသိရမှာလွတ်ပြန်လေလို့ပြောပြန်အဲဟိုဘယ်လိုတော့သူကအပားရိုက်တာကိုလေပြောပြတာကိုပဲမလီနေကပျော်နေသလားဆိုတာပါသေးအပြင်မှာလူတိုင်းလည်းဖြစ်တတ်ကြတာပဲလေအမတယောက်ကမဟုတ်ပါဘူးเนาะအဲ့ဒါဖြစ်တတ်တဲ့ကိစ္စကအမတယောက်ကဖြစ်တဲ့ဟာမဟုတ်တဲ့အတွက်အမပြောပြတာပဲเนาะအဲ့တော့တူတဲ့သူကလည်းတူတယ်လက်ခံတဲ့သူကလည်းလက်ခံတယ်လက်မခံတဲ့သူကလည်းလက်မခံဘူး ရမှာပဲအချင်းဦးနှိမ့်တရာမမင်းနိုင်ဆိုရဲစကားအမှန်လားမကြီးမသိတော့ဘူးအဲ့ဒီအချင်းဦးဘယ်ကြောက်လဲရှင်ဘာလို့လဲဂိမ်းဆော့လားဘရိစိတ်လားဘာလို့လဲရုပ်ရှင်ကြည့်လိုကားကြီးကြည့်ရများလို့အာဘလိုကားကြီးကြည့်ဆိုအမတို့အသက်ရွယ်မျိုးပါတဲ့အိုက်ကြလေးပါတော့ကောင်းပါတယ်နော်ဘာကားရဲ့လဲကြောက်လဲကြည့်ရဲ့ဒီကောင်လေးကြည့်ရဲ့မျိုးပြည့်ချင်ကိုကြည့်ပါအကိုရဲ့တိတ်တရာနေရှုံးထက်တယ်အာတိတ်ကတော့တိတ်မှာပဲ ိတ်ဒိတ်ကိုနှိပ်ပါဆန္ဒလေးကိုဂိတ်ပါလက်ဆက်နေသေးရောမဖြစ်နေဘူးလားတစ်ခါတလေပေါ့နော်ဖြစ်ပါဦးဖြစ်ပါဦးဖြစ်ပါဦးသူတော့ပါပြီချစ်ကမတော်ပါဘူးသူတော့ဒါအခုများတာမေးနိုင်တော့တာလားဒါမှမဟုတ်မိုးနိုင်တော့တာမေးဖြစ်ထားတာကောင်းဆိုမေးဖြစ်ထားအခုဒီခံစားချက်မရှိတော့တဲ့အချိန်ပြန်ကြည့်လိုက်တော့ဘယ်လိုနေလဲဒီဖြစ်ခဲ့တဲ့ဟာလေးကဟုတ်ခံစားချက်မရှိတော့ဘူးလို့လည်းဘယ်သူကပြောလို့လဲ လို့ပြောမေးနိုင်တာမဟုတ်မေးမေးထားလိုက်တာမေးထားတာအစိတ်ထဲမှာတခုတနေရာထဲမှာရှိနေမှာပေါ့မကြီးရဩဒီလိုပဲလေအိမ်မှာပစ္စည်းသိမ့်တယ်လို့ပေါ့သူ့အကန့်သူ့ထုတ်လေးနေသူကသူထားလိုက်မက်အနာရီရောကြည့်တဲ့ချိန်ကျမှထုတ်ထုတ်ကိုတွင်ကြည့်လိုက်ဟုတ်လားနော်ဒီမှာလွမ်းတာဆိုရင်အချိန်ကရှိရလေဟုတ်ဒီလိုချိန်တာရှိခဲ့ရှိလေအခုချိန်ကြီးရှိတယ်ဟုတ်ကဲ့ဘယ်လိုလေးကြောက်ခက်လဲဖိနေမျိုးပေါ့နော် ဲ့ဒါတော့ရိုးကြောပြတ်လဲဆိုတော့တစ်ခါတလေတော့အဲ့လိုကိုကအမအိမ်မပြောတဲ့အချင်းရှိတော့ငါကြရင်စိတ်ကမှဟိုတယောက်ခဲဆိုတော့ဒူးမှုရှိအာပြန်ပြီးတော့စိတ်ကိုကိုကပြန်စစ်စစ်ပြီးတော့ဒီမှာငါဖိနေတယ်ရှိတယ်ငါတယောက်ခဲမဟုတ်ဘူးဆိုတော့အတွေးပေါ့နော်အဲ့ဒီဟာမျိုးတော့ကျော်ဖြတ်ပါတယ် ဆိုတော့ချစ်တယ်အချစ်ကြောင့်မပြောတော့ကောင်းပါဘူးကျေတော့လူဆိုတာကတော့တကြီးတဲ့ထီရတော့အချစ်ကရှိရတယ်လေအမီးစားမဟုတ်လည်းမောင်နှမအချင်းချင်းချစ်လို့ရအောင်ငယ်ချင်းချင်းချင်းချစ်လို့ရအောင်အဲတခြားကိုလည်းအဲဒီဇိုင်းကိုလည်းအဲ့ဘယ်ဘက်ကိုပေါ်မှာဒီဇိုင်းနေအရန်ကောင်းနေတယ်ဆိုတော့ဒီဇိုင်းကိုချစ်လို့ရတာပေါ့နော်။ဒါချစ်တယ်ဆိုတော့ထောက်မှားရတယ်မဟုတ်ပါဘူး။ငါကလည်းဆက်ရှိမှာတော့ချစ်ဆိုချစ်။မထောက်မှားရတော့ရှာတော့ရှာတော့ တကယ်အတကယ်ကိုမရှာပေမဲ့ရောက်လာခဲ့ရောဘူးတို့တို့လည်းမကံဘူးပေါ့အဲ့ဒါလေဘူးလောင်းတော့ပိတ်လိုက်တာအမဘဝမှာအမဒုတိယအိမ်တော်ကိုရှိရဘူးလို့ဒီလိုတော့တကယ်ကြောက်တယ်။အမကျေဦးချက်နေပြီးတော့တည်နေပါရောကြားတယ်။ဘူးတို့ မကြားမြောက်နေရလားဆိုတော့ဆုံလည်းမဆုံလည်းမကြားလည်းမကြားချင်တော့မေးလည်းမမေးတော့ဘူးကိုရီးယားလည်းမမေးပါဘူးတကယ်အမှလေတက်ပါလားဒါပေမဲ့အဲ့ဒီအင်တာဗျူးကလည်းဒီလိုပဲမေးတဲ့ဆိုရင်မေးတော့ပြောထွက်သွားနိုင်တယ်အဲ့လိုဖြစ်သွားတာအဲ့တော့ဒုတိယအိမ်တော့မရှိရဘူးဆိုတော့တန်တိတ်တန်အရှိတရားအပေါ်မှာသက်သာထားမှု No no မဟုတ်ပါဘူးရှိတယ်ဗမာတစားတော်တယ်ဗမာရှိတာတစားရှိရင်အဲ့ဒီတရားကိုဘလို့လို့ခွဲခဲ့တယ်ပုံလေအဲ့တော့မကြောက်နေတဲ့ရပါတော့နော်အဲ့လို ဟိုဘေးဒင်းဆရာကြီးအရင်ကဟောရမှာပြီးတော့20 30တို့အဲ့လိုတွေကဟောမအဲ့တော့ကြောက်လို့ငငယ်ရွယ်နဲ့အိမ်သားမပြုတ်ခဲ့ဘူး။မအိမ်သားပြုတ်ခဲ့တဲ့အချိန်မှာစဉ်းစားတတ်တဲ့ကိုရောက်တဲ့အဲကိုလည်းအသက်ရွယ်တစ်ခုရောက်ပြီဆိုတော့35နှစ်လောက်မှာပြုတ်ခဲ့တာပေါ့နော်။ဒါပေမဲ့လည်းကံအကြောင်းမလားလို့ရေစက်မပေါ့လို့လိုက်ခွဲလိုက်ကြတယ်ဆိုတော့နောက်ထပ်အိမ်သားပေါ့နော်။မမပြုတ်ချက်ပါ ပြုတ်ချင်တော်ကြီးဆိုတော့မကူရတာလေအဲ့လိုအိမ်တော်ပြုတ်လို့စိတ်မရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒါဖုန်းလုပ်ပြီးရနောက်ပိုင်းမှာမတယောက်နဲ့နေတာအများကြီးပါ။ကြာလာတဲ့ချိန်မှာအမအိမ်တော်ဆိုတဲ့ကိုတောင်းဝင်တယ်အမမထမ်းချင်တော့ဘူး။အမခမင်းခူချီရာလေးအဲမနေ့ကော်ဖီပြောပေးတာလေးဟိုကလုပ်ပေးအောင်ဒီကလုပ်ပေးအောင်ဆိုတဲ့ကိစ္စမျိုးတွေပေါ့နော်။အိမ်မကိစ္စမှာဒါကတော့လုပ်ချင်တဲ့သူတွေကတော့လုပ်ပါလေနော်။အမအစ်တယောက်ထဲပြောတာနော်။ မအဲ့ဒါလေးမလုပ်ချင်တော့မလုပ်ချင်တော့တဲ့အတွက်ပင်မနေလို့ခံစားရတယ်။အမတယောက်တည်းဆိုရင်အမဆယ်နိုင်မှထိုင်လဲထားမယ်။အဲညောင်းနောက်ကျမှလည်းအိမ်အိမ်ပေါ့နော်။အဲဒီနောက်တစ်ခုရှိတယ်ဆိုရင်အမအဲ့ဒါမျိုးတွေလုပ်လို့မရတဲ့ပတ်သက်ဝင်နေတဲ့နေရာတွေရှိလာတယ်။အမတယောက်ထဲနေရတဲ့ဘောကလည်းသဘောကျတယ်ပေါ့။အဲ့ဒီတော့ဖတ်မှာဖြစ်နေတယ်။ဘယ်ဟာမမေ့တာလဲ။ဘယ်သူတွေကမေ့တာလဲ။မေ့တယ်မေ့တယ်။ တို့ကတော့ဘီယာစမဖော်နဲ့မေးလိုက်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော်တော်ကြာနေပြီလားဆယ်နှစ်လောက်တော့ရှိတော့ပြီလားမသိဘူးသိလားအော်မေးလိုက်တော့အမလည်းမေးလိုက်တယ်အဲ့ဘက်ကနေလိုက်ပြီးဝယ်နေကြတယ်ပရင့်တက်ပြီးတော့ဒီအရေးကြီးတော့အာဝမ်းနေနေအဲ့ဒါအဟောင်းကြီးပါ